ာပါ job ကနေပြန်လေကြိုးစားပါရခင်ဗျကိုရီးယား K-pop လုပ်ငန်းဟာဆိုရင်သူတို့နိုင်ငံအတွက်အနှစ်ကိုဒေါ်လာဘီလီယံနဲ့ချီပြီးတက်ရှာပြီးနေတယ်ဆိုတာကိုပြောရင် အားအသင့်မိမှတေးကြပါတယ် K-pop ကိုဖန်တီးထုတ်လုပ်တဲ့လုပ်ငန်းတွေအများပြားထဲမှာမှာ YG Entertainment ကိုအတော်များများသိကြတယ်ဗျသူတို့မွေးထုတ်ခဲ့တဲ့ 2ME1 အဖွဲ့ဟာဆိုရင်2016မှာအဖွဲ့ကိုဖျက်သိမ်းပါတယ်အဲ့ဒီအဖွဲ့ဖျက်သိမ်းလိုက်တာနဲ့ YG က ဆောင်းပရိုဒျူဆာတက်ဒီအတွက်တချင်းတွေဖန်ပြီးဖို့ဘုံပြောက်သွားရှာတယ်ဗျအဲ့ဒီကလပ်ကိုဖြည့်ဖို့အတွက် Blackpink ဆိုတဲ့ကောင်မလေး၄ယောက်ပါအဖွဲ့ကို YG ကဖွဲ့ပေးလိုက်ပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့ Blackpink အဖွဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်တယ်ဗျကဲအစနေဖြစ်ရင်စားလိုက်ကြရအောင် Hold up I'm on my had you my just whistle အရင်ဖွဲ့ကိုကောင်မလေး၄ယောက်နဲ့ဖွဲ့စည်းထားပါတယ်နာမည်ကတော့ Jisoo, Jennie, Rose နဲ့ Lisa လို့ခေါ်ရဲပေါ့ဗျာ တို့အဖွဲကိုဘာလို့ Blackpink လို့ဘာလို့နာမည်ပေးရလဲဆိုရင်တို့ဟာမတူညီတဲ့အယောင်တွေယဉ်ကျေးမှုတွေကိုပေါင်းစပ်ထားတယ်လို့ဆိုလိုခြင်းတာဗျ YG Entertainment ရဲ့အဆိုအရပန်းရောင်ဟာဖလားပါတာမိမဆန္ဒကိုရည်ညွှန်းပြီး Black ကိုပေါင်းထည့်လိုက်တာနဲ့ဒါဟာမတူညီတဲ့တဘောတဘာဝနှစ်ခုကိုပေါင်းစပ်တယ်လို့အတိတ်ပဲရပါတယ်သူတို့ဟာအလားပါတစ်ခုတည်းတည်းမဟုတ်ပဲအခြားပါရမီတွေလည်းပါဝင်နေစွမ်းရည်တွေလည်းရှိတယ်ပေါ့ဗျာ သူတို့ရဲ့ music producer ဖြစ်တဲ့ Teddy ဆိုရဲ့ Black Pink ဟာမတူညီတဲ့အရာတွေကိုအိုးတစ်ခုနဲ့စူးစီးထားတယ်လို့ပါပဲလို့ပြောခဲ့ဘူးတယ်ဗျာသူတို့အဖွဲ့ကို2016ခုနှစ်မှာပေါ့ဗျာ Square One Album ကိုမိတ်ဆက်ရင်အဖွဲ့ဝင်တွေကိုပါမိတ်ဆက်ပေးခဲ့ပါတယ် Bruce ဆိုရဲ့အဲ့ဒီမိတ်ဆက်ပွဲမှာအတော်ကိုရင်ခုန်နေရတယ်လို့တောင်ဖွင့်ဟခဲ့တယ်ဗျာ Bruce တယောက်ရင်ခုန်တာထက်ရင်တုံနေဆိုတာပိုမှန်ပါမယ် သူရှိကစီနီယာသူအနီဝအဖွဲ့အောင်မြင်မှုကအတော်ကိုကြီးခဲ့တယ်မလားအဲ့ဒီနေရာမှာသူတို့ဝန်ထမ်းရမယ်ဆိုတဲ့ခံစားချက်ကြောင့်ဒီလိုဖြစ်တင်နေပေါ့ဗျာကနဦးဆိုရင် Blackpink ကို2 and 1အဖွဲ့အစ်စ်လို့ခေါ်တာဗျာနောက်ပိုင်းမှာတော့ Blackpink ဟာအရင်2 and 1အဖွဲ့နဲ့ကွဲထွက်ပြီးကိုပိုင်ဟန်ကိုတိဆောက်နိုင်ခဲ့ကြပါတယ် Blackpink အဖွဲ့ဝင်တွေဟာနိုင်ငံခြားပါရာစီကအတော်များများကိုကျွမ်းဝင်တာပြောဆိုနိုင်ကြတာမျိုးရှိရဲ့ဗျာ တို့အဖွဲ့တွေဟာဂျန်နီဟာနယူးဇီလန်မှာနေထိုင်ခဲ့သူပါနောက်ပြီးရိုးစတယောက်ကလည်းဩစတြေးလျမှာကြီးပြင်းခဲ့တဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ဟာဆိုရင်အင်္ဂလိပ်လိုကြွကြွန်းကြည်ကြင်ပြောတတ်ကြပါတယ်ဗီဆာကတော့ထိုင်းနိုင်ငံကဖြစ်တဲ့အတွက်ထိုင်းဘာသာစကားနဲ့အင်္ဂလိပ်ဘာသာစကားကိုကြွကြွန်းကြည်ကြင်တက်မြောက်တယ်ဗျဂျီဆိုကတော့အင်္ဂလိပ်လိုကြွကြွန်းကြည်ကြင်မပြောတတ်တဲ့တဦးတည်းသောအဖွဲ့ဝင်တစ်ယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့သူဟာဂျန်နဲ့အဖွဲ့ဝင်တွေနဲ့မတူတာတစ်ခုကတရုတ်လိုကောင်းကောင်းပြောတတ်တဲ့သူဖြစ်တယ်ဗျ အဲ့ဒီမှာထူးခြားချက်တစ်ခုက Rose နဲ့ Lisa နှစ်ယောက်စလုံး crush တဲ့ Korea မင်းသားတစ်ယောက်ရှိခဲ့ဘူးပါတယ်။နှစ်ယောက်စလုံးအကြိုက်တူတဲ့မင်းသားကတော့ Train to Busan ကမင်းသားခေါင်းလိုပဲဖြစ်ပါတယ်။သူတို့ဟာခေါင်းလိုပါတဲ့ကားတွေကိုမလွတ်တမ်းကြည့်ခဲ့ဘူးရဲ့လို့ interview တွေမှာပြောခဲ့ဘူးပါတယ်။ကဲအခုတယောက်ချင်းစီအကြောင်းလေးတွေကိုလေ့လာကြည့်ရအောင်။လပ်ပစ်ပရိတ်တဲ့အနေနဲ့ Rose လို့သိကြတဲ့ Rosen Paha ဆိုရင် February 17 1999မှာဖွားမြင်ခဲ့တာဖြစ်လို့အခုဆိုရင်အသက်24နှစ်ရှိပြီဖြစ်ပါတယ်။သူမအဖွဲထဲမှာမပါဝင်ခင်ကပေါ့ဗျာ YG Entertainment အနေနဲ့သူမကို၄နှစ်တိုင်တိုင်လေ့ကျင့်သင်ကြားပေးခဲ့ရပါတယ်။သူသင်တတ်တဲ့အချိန်ကဆိုညညအိပ်ဖို့အတော်ကိုရုန်းကန်ခဲ့ရတယ်လို့ဆိုရဲဗျာ။တချင်းဆိုရတာဟာတကယ်တော့အလွန်ပင်ပန်းတဲ့အလုပ်တစ်ခုပါ။ Rose တယောက်ငယ်တုန်းကဆိုရင်တနင်္ဂနွေနေ့တိုင်း ဖျားရှိကူအကြောင်းကိုတွားလေးရှိတယ်လို့အဲဒီမှာဓမ္မသင်းတွေကိုလည်းဆိုလေးရှိပါတယ်။ဩစတြေးလျမှာနေနေတဲ့ Rose တယောက်အခု Black Pit အဖွဲ့တဲကိုပါလာခဲ့တာကဒီလိုဗျာ။2013ကသူဩစတြေးလျမှာနေတော့ကပေါ့ဗျာ။သူ့ဖေကဂဲဘန်အစ်စ်ထောင်ဖို့အတွက် WG ကလူလာရှာတယ်လို့ပြောရင် သူ့သမီးကိုဝန်ရှောက်ဖို့အတွက်တိုက်တွန်းပါတယ်။မင်းဒီအခွင့်အရေးကိုလက်လွတ်လိုက်ရင်အသက်25ရောက်တဲ့အခါနောင်တရနိုင်မယ်လို့သူ့ဖေကပြောပြီး သွန်အားပေးလိုက်တယ်ဗျာ။ဒါနဲ့အဲ့ဒီလူရွေးပွဲမှာသူမတယောက်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲ့ဒီမှာစကာတင်ရွေးချယ်မှုအောင်မြင်ခဲ့တဲ့အတွက်ရုစ်တယောက်နှစ်လအတွင်းတောင်ကိုရီးယားကိုသွားပြီးခဲဘန်တစ်ခုထူထောင်ဖို့အတွက်စတင်လေ့ကျင့်ရပါတယ်။ရုစ်တယောက်သူလေ့ကျင့်ခဲ့ရတဲ့အကြောင်းတွေကိုသူပြောမိတိုင်းမျက်ရည်ဝဲမိတက်တယ်ဗျာ။အောင်မြင်မှုလမ်းအကြောင်းအတွက်မိဘနဲ့ခွဲနေရတယ်ကြောင်းထွက်လိုက်ရတယ်ဒါဟာအချင်းမဆုံးဆုံးရှုံးမှုပဲမဟုတ်လားဒါပေမဲ့ Rose အတွက်ကံကောင်းတာတစ်ခုက ပထမဆုံး YG ကိုရောက်တဲ့နေ့မှာပဲ Blackpink ၄ယောက်လုံးဟာအခမ်းအတူတူကြပါတယ်အဲ့ဒီကလေးက Rose ကဂီတာတီးတာအတော့ကိုကောင်းတယ်မလားအဲ့ဒါကြောင့်ပဲ Jan ၃ယောက်ကဂီတာတီးခိုင်းပြီး Cover Jan ရဲ့နာမည်အပြည့်စုံကတော့ Jin Jan ဖြစ်ပါတယ်သူမကတော့အသက်25နှစ်ရှိပြီဖြစ်ပြီးတောင်ကိုရီးယားသူတစ်ယောက်ဖြစ်တယ်ဗျာတောင်ကိုရီးယားမြို့တော် Seoul မှာ1996ဇန်နဝါရီ16မှာဖွားမြင်ခဲ့ပါတယ်သူမဟာ New Zealand မှာအသက်17နှစ်ကနေ17နှစ်အတွင်းပညာသွားရောက်သင်ကြားခဲ့သူပါ ဂျန်နီကတော့တချင်းဆိုတာပြင် rapping ကိုလည်းအတော်လေးနိုင်နိုင်နေနေရှိပါတယ်သူမဟာဝီဟန်နာနဲ့ TLC ကိုသူမဘဝပေါ်လွှမ်းမိုးမှုအရှိဆုံးဖြစ်တဲ့သူတွေလို့သတ်မှတ်ထားတာဗျာသူတို့အဖွဲ့ထဲမှာဆိုလိုစာပြီးထုတ်တဲ့အဖွဲ့ဝင်ဟာဆိုရင်ဂျန်နီတယောက်ပဲဖြစ်တယ်ဗျာ For and the shit no no just so father သူ့ရဲ့ solo album ကို2018မှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာလေသူမရဲ့ rusky အကျမ်းစာတွေကိုပြသထားတယ်ဗျာ။သူမဟာ interview တွေမှာကိုရေးကိုတာတွေကိုတိတ်ပြောလို့မရှိပါဘူး။မိခင်ရင်လည်းရှောင်ထွက်သွားလို့ရှိတယ်ဗျာ။ music producer Teddy ကတော့ Jandy ဟာဆိုရင် perfectionist တယောက်ဖြစ်တယ်လို့ညင်ညွတ်ခဲ့ဘူးတယ်ဗျာ။အဲ့ဒီကနောက်ထပ်တယောက်ဖြစ်တဲ့ Lisa နာမည်ကတော့ popular prima manu ban ပဲဖြစ်ပါတယ်သူရဲ့ဇာတိကထိုင်းနိုင်ငံကဖြစ်တယ်ဗျာသူမဟာ1990မတ်လ29ပါဖွားမြင်ခဲ့တာဖြစ်ပြီးအခုဆိုရင်အသက်24နှစ်ရှိနေပါပြီနောက်ပိုင်းမှသာသူမရဲ့နာမည်ကိုလာလီစာလို့နာမည်ပြောင်းခဲ့တာဖြစ်တယ်ဗျာလီစာကတော့ထိုင်းနိုင်ငံမှာနေစဉ်အသက်၄နှစ်ကလေးကအကပြန်ပေါ်တွေမှာဝင်ပြန်ခဲ့တဲ့အတွက်အခြားအကအဖွဲ့တွေမှာလည်းပါဝင်ခဲ့တယ်ဗျာအဲ့ဒီထက်ကအဖွဲ့ဝင်လီစာရဲ့အဖေကတော့ နာမည်ကျော်စဖို့မှုတယောက်ဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒါဟာသူ့ရဲ့အဖေရင်မဟုတ်ဘူးဗျသူမရဲ့ပထဝီဖြစ်ပါတယ်ကျွန်တော်ရောက်ခမအဲမှလို့ဒီစာအဖေနာမည်ကတော့ Macro Bruce Chiwila ဖြစ်ပါတယ် Macro Bruce Chiwila ကတော့ဒီကမ္ဘာလုံးအနားလှည့်လေပြီးချက်ပြုတ်ရတဲ့လုပ်ငန်းတွေလုပ်ကင်နေတယ်နာမည်ကျော်စဖို့မှုတယောက်ဖြစ်တယ်ဗျသူဟာ Time မှာချီချခဲ့တဲ့နောက်ပိုင်း Lisa ရဲ့အမေကိုတွေ့ခဲ့ပါတယ် အဲ့ဒီနောက်သူတို့နှစ်ယောက်လက်ထပ်လိုက်ကြတယ်ဗျလက်ရှိမှာတော့သူဟာဘန်ကောက်မှာချက်ပြုတ်ရေးဆိုင်ရာတင်တဲ့တစ်ခုကိုဖွင့်လှစ်ထားပြီးထိုင်းနိုင်ငံကစပူမှုဆိုင်ရာအကယ်ဒမီမှာလည်းနမဲကျော်အကြံပေးတဦးအဖြစ်နဲ့အသက်ဝန်းဝန်းကျောင်းပြုပါတယ်ကျွန်တော်ရောက်ခမအဲရောက်လို့ဗျာလီဆာအဖေအကြောင်းပြောပြီးရင်လီဆာလေးရဲ့အကြောင်းပဲဆက်ရအောင်အဲ Blackpink လေးယောက်ဟာစားသူလာသူအတန်းတွေအတူတူတက်ခဲ့တာဗျာတင်တန်းတွေကလည်းအတော်ကိုပင်ပန်းပါတယ်ဥပမာ vocal session ဆိုရင်အတော်ကိုခက်ခဲတဲ့အချိန်လိုပြောနိုင်ပါတယ် အဲ့ဒီမှာဘူကယ်ဆရာကြီး၃ဦးလောက်ရှိရတယ်ဗျာနောက်ပြီးအိုင်ဒေါ်တယောက်ရှိသင့်ရှိတိုက်တယ်ပညာရက်တွေကိုပါတဘာတဲ့တင်ယူရပြန်ပါတယ်ဒီစာဆိုရင်ငယ်တုန်းကအကနဲ့ပတ်သက်ပြီးစုတွေရခဲ့ပြီမဲ့လေ YG ကိုရောက်တဲ့အခါသူ့ကိုယ်သူဘီကနာတယောက်လိုခန်းစားသွားခဲ့ရတယ်လို့ပြောခဲ့ဘူးတယ်ဗျာ Rose ကတော့ Lisa ထက်အချိန်လေးစိုးပါတယ် Lisa တရား Rose ကိုဘလို့ကားရမလဲဆိုတာကိုပထမဆုံးအကန့်အချိန်မှာပဲသင်ပေးခဲ့ရတဲ့ဗျာ နောက်ပြီးလီဆာမှာဝါသနာတစ်ခုရှိတယ်ဗျဘယ်နိုင်ငံပဲရောက်ရောက် vintage shot တွေကိုတွားလေးရှိပါတယ်အဲ့ဒီကကနဝင်အင်ဂျီရီကိုသူကအလွန်နှစ်တက်တာဗျအမြောင်များလဲဝယ်တတ်ပါတယ်ဘလောက်တောင်ဝယ်လဲဆိုရင်သူ့အမေကတားယူရတဲ့အထီးတဲ့ဗျဒါပေမဲ့လီဆာကတော့ဒါကိုနားမထောင်ဘူးဗျသူ့လိုချင်တာကိုဝယ်လိုက်တာပါပဲနောက်ပြီးလီဆာတယောက်ငယ်ကလေးကကိုလူတွေကိုဖျော်ဖြင်မဲ့သူအဖြစ်မွေးဖွားလာတယ်လို့တောင်ပြောလို့ရပါတယ်ငယ်ကလေးကတချင်းဆိုရမယ်ကနေရမယ်ဆိုရင်သူ့ဘဝဟာ အားလုံးပြည့်စုံနေတယ်လို့ဆိုရဲ့ဗျ။သူတက်ဆလီနှစ်မှာတော့မိဘနဲ့ခွဲပြီးကိုရီးယားကိုလာခဲ့ရပါတယ်။သူဟာကိုရီးယားစကားကိုအဲ့ဒီတုန်းကလုံးဝမပြောတတ်ခဲ့ဘူးတဲ့ဗျ။အင်္ဂလိပ်စကားဆိုရင်လည်းဂျန်နီစီကနေပြန်သင်ခဲ့ရတယ်လို့ဆိုပါတယ်။ အခုတော့ Gypsy ဆိုတဲ့ကောင်မလေးရဲ့အကြောင်းကိုပြောပြချင်ပါတယ်။သူရဲ့နာမည်အပြည့်အစုံက Kim Chi Soo လို့ခေါ်တယ်ဗျ။1995ဇန်နဝါရီ3မှာမွေးဖွားခဲ့တာမို့လို့အခုဆိုရင်သူ့ရဲ့အသက်ကအသက်26နှစ်ရှိပါပြီ။သူဟာဂန်ပိုမြို့မှာကြီးပင်ခဲ့သူပါ။ဂျီဆိုတယောက်ဟာကိုရီးယားမှာပဲကြီးပင်ခဲ့တာမို့လို့မိသားစုနဲ့အတူနွေနွေထွထွနေထိုင်ခဲ့တဲ့သူလေးဗျ။ငယ်စဉ်ကတော့သူမတယောက် ဆောင်ရွက်စရာဒါမှမဟုတ်ပကြီးစရာဖြစ်ချင်ခဲ့တာပါ။သူ့အသက်စနစ်မှာတော့ drama club မှာစတင်တရုပ်ဆောင်ပါတယ်။2017အရောက်မှာတော့ YG Entertainment နဲ့စတင်ချိတ်ဆက်လိုက်တယ်ဗျာ။အဲ့ဒီကိုရောက်တဲ့ပထမဆုံးနေ့မှာပဲသူမဟာတခုခုကို သူ့ဘဝကနေထုတ်ဖယ်လိုက်ရတယ်လို့ခံစားရတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာတော့ TV စီးရီးတွေမှာပါဝင်လာခဲ့တယ်ဗျာ။ Blackpink စပြီးတော့မှမဖြစ်ခင်ကတည်းကကိုဂျီဆိုဟာ LG Electronics, Nikon, Samsung နိုင်စတဲ့ brand တွေအတွက်ကြော်ညာတွေရိုက်ကူးနေခဲ့ပြီပဲဖြစ်ပါတယ်။ အခုတော့သူတို့ရဲ့ milestone တွေအကြောင်းကိုလေ့လာကြည့်ရအောင်။ Blackpink ရဲ့ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Alban Square 1မှာပါဝင်တဲ့ Wasted ချင်းဟာတောင်ကိုရီးယားတနိုင်ငံတည်းမှာပဲ copy ပေါင်း25သိန်းလောက်အထိရောင်းချခဲ့ရပါတယ်။ Blackpink အနေနဲ့သူတို့ပထမဆုံးရရှိခဲ့တဲ့စုတစိတ်ကတော့လူတစ်သက်အဆိုတော်တွေကို ပေးတဲ့စုတစိတ်ဖြစ်တဲ့ Rocky Single Award ဖြစ်ပြီးအဲ့ဒါကို2016မှာရရှိခဲ့တာဖြစ်တယ်ဗျာ။ အာရှအနုပညာရှင်များစုပေးပွဲအခမ်းအနားမှာဒါကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်2019မှာပူဆန်ဝမ်အေရှာဖက်စတီဗယ်ကျင်းပတဲ့အခါမှာပေါ့ဗျာ။ Style Icon Awards ပါသူတို့ကရရှိလိုက်သေးတာဗျာ။ဒါဟာ Style နဲ့ပတ်သက်ပြီးစုတစိဖြစ်ပါတယ်။နောက်ပြီး Blackpink ဟာ2018မှာလည်းနမဲကျော်အဆိုတော်အမျိုးသမီးတဦးဖြစ်တဲ့ Dailly Pa နဲ့တွဲဖက်ပြီး Kiss Me Makeup ဆိုတဲ့အချင်းကိုတီးဆိုခဲ့သေးတာဗျာ။ နောက်ပြီးသူတို့ဖွင့်မှာပါတယ်လီဆာဟာအလောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ Monshut ရဲ့ Brand Ambassador အဖြစ်2018 Match La 12ရက်နေ့မှာခန့်အပ်တာမျိုးခံရပါတယ်။နောက်ပြီး Blackpink တင်ထားတဲ့စံချက်တခုလည်းရှိသေးတာဗျ။အဲ့ဒါက YouTube မှာတင်ပြီး24နာရီအတွင်းကြီးစုသူအများဆုံးဖြစ်တဲ့ MTV အဖြစ်သူတို့ရဲ့ Do 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 တချင်းနဲ့ရရှိခဲ့ပါတယ်။ဒါဟာ kidpop video မှာကြီးစုသူအများဆုံးစီးရင်ဝင်ခဲ့ပြီး 6လအတွင်းမှာလည်းကြီးစုသူ934တန်းအထိတောင်ရှိခဲ့တာဗျာချီဆိုနဲ့ရုစနှစ်ယောက်ဟာ2018အရောက်မှာတောင်ကိုရီးယားမိတ်ကပ်တစ်စိတ်တစ်ခုဖြစ်တဲ့ Kiss Me Brand ရဲ့ Brand Ambassador အဖြစ်ခန့်အပ်တာမျိုးခံရပါတယ် 2018မှာတော့တောင်ကိုရီးယားမှာပြုလုပ်တဲ့အကြီးဆုံးဆုရွေးချယ်ရေးအခမ်းအနားဖြစ်တဲ့ Milo News Award မှာလက်ပင့်အနေနဲ့ဆုနှဆုကိုရခဲ့ပါတယ်။သူတို့ရခဲ့တဲ့ဆုတွေကအကောင်းဆုံးအမျိုးသမီးအကနဲ့ Top 10 Artist ဆင်းရဲဝင်ခဲ့တဲ့အတွက်ရရှိခဲ့တာပဲဖြစ်တယ်ဗျ။နောက်ပြီးသူတို့အဖွဲ့ဟာ Instagram မှာပရိသတ်အခိုင်မာရှိပါတယ်။2019 April အထိ Jeepso ဟာ Instagram မှာ follower အများဆုံး100ယောက်ဆင်းရဲမှာဆင်းရဲဝင်နေဗျ။ဒါဟာစနစ်တကျမှရှစ်တန်းအထိရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လေဒီလာဒဲမှာပဲ Gipso ကိုကြော်တက်သွားခဲ့သူကတော့ Lisa ပဲဖြစ်ပါတယ်။ Lisa ဟာလက်ရှိမှာ follower 18.4သန်းလောက်အထိကို Instagram မှာရှိပါတယ်။ကျွန်တော်တို့2019မေလလောက်မှာစပြီးလက်ပစ်အဖွဲ့နဲ့ Samsung ချိတ်ဆက်လာတာတတိထားမိလာတာမျိုးရှိပါတယ်။ထိုင်းနိုင်ငံက Samsung Galaxy S10 brand ကိုကြီးညာတဲ့အခါထိုင်းနိုင်ငံသူ Lisa ကို Samsung က brand model အဖြစ်ရွေးချယ်ခဲ့တယ်ဗျာ။2019ဒီဇင်ဘာမှာတော့ Gipso ကို ဒီအောနဲ့တွဲပြီးတော့မှ brand ambassador ဖြင့်စတင်ခန့်အပ်ခဲ့ပါတယ် Samsung ဟာရှေ့မှာလည်းပဲ Blackpink နဲ့လက်တွဲပြီးလုပ်ခဲ့တာတွေရှိသလို2020 February မှာ Galaxy S20 series အတွက် Jani Rublo Amija ရဲ့ special edition ကိုထုတ်လုပ်ပြီး Jani က promotion ဆင်ခဲ့တာမျိုးတွေလည်းရှိပါတယ်2020 match လာမှာကျင်းပတဲ့ Spotify Super Bowl မှာတော့ Blackpink ဟာနားထောင်သူအများဆုံး K-pop အမျိုးသမီးစီးရင်ဝင်အဖြစ်အသိအမှတ်ပြုခံရရတယ်ဗျာ Spotify channel မှာတော့သူတို့အဖွဲ့နဲ့ BTS ဟာလူတွေနားထောင်မှုအများဆုံး K-pop အဖွဲ့စီးရင်တဲ့မှာပါဝင်ပါတယ်။ Instagram မှာတော့ follower စုစုပေါင်း24တန်းအထိရှိတဲ့ Rose ကတော့2020ဇွန်လအထိစီးရင်ဆိုရင် K-pop star တွေထဲမှာမှတပိယမြောင် follower အများဆုံးစီးရင်ဝင်နေတယ်ဗျ။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ Blackpink အကြောင်းကိုကျွန်တော်တို့ရှာဖွေမိသမျှတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးထပ်မံဖြည့်စွက်လူရာများရှိရင်တော့ comment ကိုသာအရောက်လမ်းကေးလိုက်ပါခင်ဗျာ။ကြည့်ရှုအားပေးကြပါ